ဒါကိုလည်းကျွန်တော်အရင်ရိုက်ချင်လို့အတွက်ကြောင့်လို့ဒါကျွန်တော်လှုပ်ချင်တယ်အဓိကကျွန်တော်လှုပ်ချင်တဲ့အရာလေးတခုကို producer ကဒါလက်ခံပေးခဲ့ပြီးတော့ရန်ကုန်မြို့မှာရှိရဲ့ရန်ကုန်မြို့ပြားမှာရှိရဲ့အခြေခံလူရန်းစားရဲ့အတွဲလေးတွေဒါညနေအိမ်ပြန်လမ်းလျှောက်တဲ့အိမ်ပြန်နဲ့ပါလေးတွေ မုတ်စားတဲ့ဟာလေးကိုကျွန်တော်ကိုယ်ကလည်းအဲ့အရင်ဆုံးနဲ့အဲ့ဒီအလိုအဲ့လိုမျိုးလူမျိုးပဲဖြစ်ခဲ့တယ်ဆိုတော့ခါကျတော့အဲ့ဒီခံစားချက်ကိုပြန်လွန်ကျင်တဲ့အတွက်ကြောင့်မို့ရန်ကုန်မြို့ရဲ့အထင်ကြီးအဖြစ်ဆုံးနေရာတွေမှာပဲကျွန်တော်တို့အချိန်ကြီးပြီးရည်ယူခဲ့တယ်ကျွန်တော်ကခံစားချက်အစစ်က100%တော့ဒီထဲမှာလူတဲလူမျိုးတော့မဟုတ်ဘောနှစ်ယောက်တည်းရှိနေချင်းကြတော့ရောဗျာနော်ဒါကတော့ဒါအလိုကြည့်နေပြည်သက်တွေလည်းအဲ့လိုပါပဲလူရှိကြရင်တော့နည်းနည်းတော့ဆောင်ကြမယ်မယ်နဲ့ကိုယ်ရဲ့ချစ်တဲ့သူနဲ့အနားမှာနှစ်ယောက်တည်းရှိရချင်းကြတော့ယောက်ျားလေးတွေပို့လို့ကြတယ်ဗျာ ျွန်တော်ဒီဒါဒီကားထဲမှာတော့ဒါတဘာဝနဲ့နီးစပ်ဆုံးချစ်သူဆိုပြီးပုံတံပေါအောင်လို့ကျွန်တော်အကောင်းဆုံးစူးစမ်းလာတယ်ကျွန်တော်တတ်နိုင်ဆိုကျွန်တော်ရဲ့ပုံမှန်ဒီနေရာပုံစံပြောင်းလို့စူးစမ်းပြီးတိကျဆောင်လာတယ်အဲ့ဒီစင်းလေးကဒါအဲ့ဒီကားထဲမှာပြောမလို့ပထမဆုံးအချိန်ကြီးစားစကားပြောရဲစင်မဟုတ်ဘူးအဲ့ဒီစကားရဲ့အလှဲ့လေးပါတယ်ပေါ့နော်အဲ့ဒီအလှဲ့လေးမှာမှဒါဒီကောင်မလေးကိုဒုတိယတစ်ချိန်ကြီးစားစကားပြောခြင်းပေါ့ဒီကောင်လေးက ဆိုတော့ तू ပြောချင်တဲ့အရာအလုံး तू ပြောလိုက်တဲ့ပုံစံမျိုးလေးပေါ့အဲ့ဒါဘာလို့အဲ့လိုဒီစကားကပြောရဲမှုလေးကပမောင်းသွင်းချင်ပြောတဲ့ပုံစံတော့မဖြစ်ဘူးဒါကစကားတွေကအလှည့်လေးတစ်ခုပါဒါဒုတိယအချက်ဒါဒီစကားပြောရဲဆုံးကျွန်တော်ကပြားကိုချစ်တယ်ကပြားပြုံးနေရလေးကိုလည်းကျွန်တော်ချစ်တယ်ပြီးတော့ကပြားရဲ့စပင်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကပြားရဲ့လက်လေးတွေကိုလည်းကျွန်တော်ချစ်တယ် ကြဗျာနဲ့ပတ်သက်တဲ့မြတ်အရာအားလုံးကိုကျွန်တော်ချစ်တယ်။အဲ့ဒါကြောင့်မို့လို့ကြဗျာအနာမှာကျွန်တော်အချိန်တန်းရှိနေပြီးကျင်တာအဲ့လိုရှိခွင့်ရဖို့အတွက်ကိုလည်းအာတဘောကြရဲကျွန်တော်ခြေလေးခြေလက်ပါတယ်ပြီးတော့ဒီကားကိုလည်းကျွန်တော်အရင်ရိုက်ချင်လို့အတွက်ကြောင့်မလို့ဒါပရိုဂျူဆာဒါနဲ့ကျွန်တော်ဆက်ပြီးတော့ကျေခဲ့တဲ့ကားကျွန်တော်တို့လုတ်ချင်တဲ့ကျွန်တော်လုတ်ချင်တဲ့အဓိကကျွန်တော်လုတ်ချင်တဲ့အရာလေးတစ်ခုပရိုဂျူဆာက ဒါလက်ခံပြီးခဲ့ပြီးတော့ချက်ချင်းကျွန်တော်မပွင့်နဲ့ရိုက်မယ်ဆိုပြီးတော့ဒီပုံစံဒီပုံစံလေးကျွန်တော်ကကွန်မိုနီနဲ့လည်းစိုက်ကြည့်ပြီးတော့ချက်ချင်းစီစဉ်ပြစ်ခဲ့တာပေါ့နော်ပြီးတော့ဒါဒီကားကိုကျွန်တော်တို့အဲအရေးဆုံးရိုက်မယ်ပေါ့အရေးဆုံးရိုက်မယ်ရိုမန့်စ်ကားလာကြတော့ဒါပိတ်သက်ကြရမှာရေပန်းစားတော့ဖို့တော့ကခင်းရင်လည်းပေါ့နော်ရုပ်ရှင်ကိုကျွန်တော်တို့ကအတတ်နိုင်ဆုံးရန်ကုန်မြို့မှာရှိရဲရန်ကုန်မြို့ပြားမှာရှိရဲအခြေခံလူရန်းစားရဲ့အတွဲလေးတွေဒါညနေအိမ်ပြန်လမ်းလျှောက်တဲ့အိမ်ပြန်တဲ့ဟာလေးတွေ ာမုတ်စားတဲ့ဟာလေးတွေဒါလေးတွေကျွန်တော်တို့တေချာလေးလေးလာပြီးတော့လေးလာပြီးတော့ကျွန်တော်ကလည်းအဲ့အရင်ဆုံးနဲ့အဲ့ဒီအဲ့လိုမျိုးလူမျိုးပဲဖြစ်ခဲ့တယ်ဆိုတဲ့အခါကျတော့အဲ့ဒီခံစားချက်တွေပြန်လွန်ကျင်တဲ့အတွက်ကြောင့်မို့ရန်ကုန်မြို့ရဲ့အချိန်ကြီးအဖြစ်ဆုံးနေရာတွေမှာပဲကျွန်တော်တို့အချိန်ကြီးပြီးရိုက်ကူးခဲ့တယ်။အဓိကရိုက်ကူးတဲ့ location တွေရိုက်ွက်တွေကိုတော့ကျွန်တော်တို့ indie sensor ပေါ့နော်အဲ့လိုမျိုးရုပ်ရှင်မှာမှလည်းဘာလို့ချင်းဆန်တဲ့ပုံစံမျိုးနဲ့ဖြစ်အောင်ဖန်တီးခဲ့ပါကျွန်တော်ခံစားချက်အစစ်က100%တော့ဒီထဲမှာဘာလို့ဆိုတော့ဒါကရီးစားတွေအတွဲတွေဆိုတာလေ ကိုယ့်ရဲ့ချစ်တဲ့သူတယောက်ကဘေးနားမှာရှိလို့ရှိရင်ဘလို့ဆိုင်မျိုးမှာပဲဆားရဆားရကိုယ့်ရဲ့ချစ်သူကကိုယ့်အလုပ်ကိုလာကြုံရင်ဆက်ဘေးနဲ့ပဲလာကြုံစိုက်ကားနဲ့ပဲလာကြုံကြိုက်တယ်နဲ့လာကြုံအဓိကကိုယ့်ရဲ့ girlfriend boyfriend ကကိုယ့်နားမှာရှိနေရင်တလောကလုံးမှာဘသူမှမြင်ရတော့မှာမဟုတ်ဘူးဆိုတော့အဲ့ခံစားချက်ကလည်းအတွေ့ရှိရဲ့လူတိုင်းပေါ့နော်ဒါကိုယ့်တကယ်ချစ်တဲ့မိန်းကလေးတယောက်ကိုယ့်နားမှာရှိရင်တလောကလုံးဒါမမြင်တော့ဘွာအဲ့ချိန်မှာတော့ဒါနှစ်ယောက်တည်းတကဘာဖြစ်သွားဘွာအဲ့အဲ့လိုမျိုးလေးဖြစ်အောင်ကြားမှာခံရရ ျွန်တော်တို့အားလုံးကတော့ဒါချစ်တတ်တဲ့လူတွေပဲဆိုတော့ချစ်သူစရာအတိုင်းပဲနေကြတဲ့လူတွေပါအာတကယ်ဘဝလက်တွဲပေါ်တွေ့လာတဲ့အခြေအနေကြောင့်ရှင်ဒါကဟိုတွေ့ချစ်သူတယောက်အစိတ်မချမ်းသာနေတဲ့အရာတွေအားလုံးကြောက်လို့မလုပ်တာပေါ့ကိုယ်ကိုယ်တိုင်ရဲ့စင်ကြင်သွားကြတာပေါ့နော်အဲ့လိုနေကြတဲ့ခါကျတော့တယောက်နဲ့တယောက်နဲ့တော့မတူဘူးပေါ့နော်ဆိုတော့ခါကျတော့အချစ်ကိုပုံစံနဲ့ဖွဲ့ဖွဲ့တဲ့ပုံကြတော့အတူတူပါပဲ ွဲရတချို့ကလည်းရန်ဖြစ်ပြီးတော့ချစ်နေကြတဲ့အတွဲတွေရှိတယ်။တချို့ကလည်းရန်အနုညံ့တဲ့အတွဲတွေရှိတယ်။တယောက်ယောက်ကိုကြည့်ရအောင်။ဒီထဲမှာတော့ဒါကျွန်တော်တို့နှစ်ယောက်ထဲနဲ့ပုံဝင်တယောက်ဆောင်းလာတဲ့ကားဆိုချစ်ပြီးဆေးရဆိုဒီထဲမှာဆေးရကိုသွားရတဲ့အရာရောအများကြီးပဲဆိုတော့ဒါကြည့်စေချင်တဲ့အကောင်းဆုံးနဲ့ကြိုးစားတာပါ။ဟုတ်တယ်ခက်တယ်ဗျ။ခက်တယ်ဗျဆိုတော့ကျွန်တော်တို့ဇန်ညိုကြီးတဲ့ခါမှာဇန်ညိုနဲ့မှာကျွန်တော်တို့ dialogue ပဲပါတာလေ။အဲ့ dialogue မှာမှာပြောတဲ့စကားလုံးတွေ body language မှာမှာ romantic ပြောင်းလို့အများကြီးပြင်ရတဲ့ပိုင်းရှိရပါတော့။နောက်ပဲဒါ edit ပညာရောဒါ color grading ရောဆိုတော့ အခြေကားရက်ကတော့ပုံမှန်ထပ်ပို့ပြီးတော့သွားတဲ့အဆင့်တွေများဆိုတာကြတော့ကျွန်တော်တို့အကောင်းဆုံးတော့ကြိုးစားတာပါဟုတ်ကျွန်တော်ရန်ဝန်တာပါတယ်နောက်ပိုင်းကလည်းကျွန်တော်ကလည်းအဲ့လိုမျိုးကျွန်တော်ဖြစ်တင်တာတွေကိုကျွန်တော်လုတ်ခဲ့ပြီးသွားပြီဆိုတော့အခုချိန်မှာကျွန်တော်ဖြစ်ချင်တာတွေပဲကျွန်တော်လုတ်တော့မလို့ဆုံးဖြတ်ချက်လည်းချတာဆိုတာကြတော့ကျွန်တော်ကားတွေကျွန်တော်အများနဲ့ကောင်းမွန်တဲ့ကားတွေပဲပြည်သက်စီပို့ပေးခြင်းနဲ့ဆိုတော့ခါကြတော့ဒါကတော့ကျွန်တော်တို့ ခုချိန်မှာရွေးချယ်ပြီးရလို့ရနေပြီဆိုတဲ့အချိန်မှာရွေးချယ်ရိုက်ဖို့အတွက်အချိန်အကျရောက်လာပြီ။အာငါပါဇက်စီနိုင်ပါမလားဆိုတော့ဟိုဟာ caption နဲ့ share ဝါတယောက်ရှိပါအဲ့ဒါလေးရဒီမှာမင်းနေတဲ့သူပါ။ဆိုတော့ဒါမျိုးကျွန်တော်အကောင်းဆုံးကြိုးစားရတယ်။ဒီထဲမှာမင်းသမီးနဲ့ဟိုမလိုက်ဘူးလို့ပြောကြ။တမင်မလိုက်တဲ့ကျုပ်ဆိုးတဲ့မင်းသားကိုသူတို့ခေါ်ရိုက်ထားတာပေါ့။ဆိုတော့ပြောချင်တာတကယ်အဲ့လိုမျိုးလူချမ်းကြီးနဲ့ချစ်ဆရာကောင်းတဲ့ကောင်မလေးတယောက်ရဲ့အဲ့လိုအတွဲပုံစံပေါ့နော်။အဲ့တော့ဒါကကျွန်တော်နဲ့ ကျွန်တော်ထင်တာကျွန်တော်နဲ့လိုက်သွားလို့ထင်တယ်အဲ့လိုဒဲရူးမျိုးတော့မဟုတ်ဘူးပေါ့နှစ်ယောက်တည်းရှိနေချင်းကြတော့ရူတာပေါ့ဗျာတော့ဒါကတော့ဘာလို့ကြည့်နေပြိသက်တွေလည်းအဲ့လိုပါပဲလူရှိကြရင်တော့နည်းနည်းတော့ဟန်ဆောင်ကြပါမယ်နဲ့ကိုယ့်ရဲ့ချစ်တဲ့သူနဲ့နားမှာနှစ်ယောက်တည်းရှိနေချင်းကြတော့ယောက်ျားလေးတွေပို့လို့ကြတယ်ဗျာအဓိကတော့ကျွန်တော်တို့ကလုံနိုင်ကြတဲ့ရှိတဲ့ຢာတွေအားလုံးလုတ်ထားပြီးပြီအာဒါပြိသက်တွေလာကြည့်ဖို့အတွက်ပဲကျွန်တော်တို့မျှော်လင့်ရတာပေါ့နော်ဆိုတော့အခါကျကျွန်တော်တို့ promotion ဘိုင်းကိုကျွန်တော်တက်နိုင်သလောက်အကောင်းဆုံးကြိုးစားထားတယ်ဒီအတွက်ကြောင့်မို့လို့ဒါပြိသက်တွေလာကြည့်ပြီးတော့ဟိုဘယ်လိုပြောပြရမလဲ 明年目的看啥这些年了，好。